ကဲဒါတော့မလဘာမနဲ့တွေ့ပေါ့နော်စပြီးတော့ပြမယ်စပြမယ်ဆိုရင်ကျွန်တော်တို့လုံးပိုင်းကနေစပြီးတော့ပြမယ်နော်လုံးပိုင်းကဘယ်လိုမျိုးတွေစပြီးတော့ပြီးတယ်ပေါ့ဒီမှာဒီကိုကိုလေးကိုလေးကိုပေါ့နော်ကိုလေးကိုပေါင်းခြင်းကဘာရလဲဆိုရင်ကျွန်တော်တို့ ိုးကိုပေါင်းချင်း၈၈လေးပေါင်းချင်းနှစ်နှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းရဒီမှာနှစ်ပိုင်းစပေးရနော်နှစ်ပိုင်းစပေးတယ်တခါဒီကို3ရေဒီဟာခွန်ရေပေါင်းတယ်ကို3ခွန်ပေါင်းချင်းဟာဘာရလဲဆိုတော့9ရတယ်နော်9ရတယ်ဒါဒီကျွန်တော်တို့ဒီ9ရတယ်နော်တခါကျွန်တော်တို့ဒီဟာ3 9ပေါင်းတော့2နှစ်နဲ့ဒီရ6နဲ့ပေါင်းတော့8 8ပါနော်2 9 8 8ပါ အရှိကဒီမှာပြီးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာမနက်ဖြန်အတွက်ဆိုရင်9 8ပေါင်းတော့ခွန်ခွန်နဲ့ဒီက4နဲ့ပေါင်းတော့1เนาะ1အ sorry ခွန်နဲ့4နဲ့ပေါင်းတော့1ဒီအဲ့တော့1ဒီကျွန်တော်တို့ဒီဘွဲမှာဒီဘွဲမှာပြီးရမယ်ပိုင်းเนาะဒီမှာကျွန်တော်စပြီးရေးလိုက်မယ်เนาะ1ဘိုင်းဆိုပြီးစရေးဒီဘိုင်းစရရတယ်ဗောနော်1ဘိုင်းစရရတယ်အဲ့တော့နောက်တစ်ခု နောက်တစ်ခုပြရစို့နောက်တစ်ခုပြမယ်ဆိုရင်ဒီ9ရယ်4ရယ်6ရယ်ပေါင်းတာ9 6 4ပေါင်းတာ9 6 4ပေါင်းခြင်းကကျွန်တော်တို့9ရတယ်เนาะ9ဒါဆိုရင်เนี่ยသူကဒီ2ရယ်3ရယ်4ရယ်ပေါင်းတယ်เนาะ2ရယ်3ရယ်4ရယ်ပေါင်းတာဒါဒီ ကျွန်တော်တို့ကိုဘောနော်ကိုပဲနော်ဒါဒီလဲကျွန်တော်တို့ကိုပဲနော်ဒါဆိုရင်အဲ့လိုကိုနှစ်ချက်ဖြစ်တယ်ဗောနော်နှစ်ချက်ဖြစ်တယ်အဲ့တော့ပြန်ပြရမယ်နော်ပြန်ပြရမယ်ဆိုတော့ဒီမှာမြားနဲ့နော်ဒီကိုလေးကိုလေးချောက်ပေါင်းခြင်းကကိုနော်ကိုကိုဆိုတော့သူက ဒီလိုမျိုးနှစ်သုံးလေးပေါင်းခြင်းอ่ะသူอ่ะကိုပဲเนาะကိုဖြစ်တယ်နောက်ကျွန်တော်ဒီမှာအနည်းနဲ့ပြမယ်เนาะအနည်းနဲ့ပြမယ်ဆိုတော့ခွန်နှစ်ပေါင်းတော့ကို6နဲ့4နဲ့ပေါင်းတော့ဒါဒီ3เนาะ3 3ဆိုတော့ဒီမှာ3လို့ရေးလိုက်เนาะ3ကို3ကို3เนาะကို3ဆိုတော့ ဒီကောင်အုံဖြစ်ဖို့တွေ့ဒီကို3เนาะဒီကို3 3ဖြစ်တယ်ကဲနောက်တစ်ခုကျွန်တော်တို့ဒီမှာဆိုရင်ညာနေပဲပြရမယ်เนาะအယောင်ပြောင်းပြရပေါ့ဒီမှာ6ရေ2ရေကျွန်တော်တို့1ရေပေါင်းတာ9เนาะ9ဖြစ်ရမယ်9ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ9လို့ရေးလိုက်เนาะ9ဖြစ်ရမယ်6 2 1ပေါင်းရင်9 9ဆိုတာ9ဖြစ်ပြီးဟုတ်တယ်ဆိုရင် ကျော်ဒီက73ညရှိတယ်။သူတစ်ထဲမှာသာ73ညပေါင်းရင်9ဖြစ်မယ်ပေါ့နော်။939ဖြစ်ချင်တယ်ဒီမှာလည်းတစ်ဆိုပြီးလာတွေ့ရပေါ့နော်။တစ်ပိုင်းလာတစ်ထိတ်လာတွေ့ရပေါ့နော်။ဒီမှာခုနကတော့တစ်ပိုင်းအခုတစ်ထိတ်ပေါ့နော်။တစ်ထိတ်လာတွေ့ရနော်။ကဲဟုတ်ပြီအဲ့တော့နောက်ကနောက်ထပ်တစ်ကတစ်ချက်ရှိသေးတယ်အဲ့ဒါကိုဆက်ကြည့်။အဲ့တော့နောက်တစ်ခုကကြတော့တစ်ကဘယ်လိုမျိုးရှိလဲပေါ့နော်။ဆိုတော့ဒီမှာကျွန်တော် ီလေးရယ်နော်ဒီလေးရယ်ဒီတော့ရင်ပေါင်းရင်ခွန်နော်ခွန်ခွန်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ96ပေါင်းရင်5 9နဲ့1နဲ့ပေါင်းရင်ဒီခွန်နော်တခုနောက်ထပ်ကျွန်တော်တို့ဒီမှာဒီ9ရယ်ဒီ9ရယ်ပေါင်းရင်8နော်8 8ဆိုတော့ ဒီမှာဒီ3ရက်4ရက်7ရက်ပေါင်းကြာဒီ10ပဲเนาะတော့ကျွန်တော်နောက်တစ်ခုထချိန်ပြီးတော့ပြမယ်เนาะအဲ့တော့ဒီ3ရက်ဒီ10ရက်ပေါင်းကြာ1เนาะ1ဒါဆိုတော့1ဖြစ်ဖို့အတွက်ဆိုရင်ဒီဒီကောင်ရဲ့ဒီဟာရဲ့ပေါင်းပေါင်းဒီဟာရဲ့၃လုံးပေါင်းမှာကိုတစ်ပေါင်းတော့10အဲ့တော့1ပဲထိပ်ပဲလာတွေ့ရမယ်เนาะ1ကကျွန်တော်တို့1ပါရဲ့ ခုနကတော့ dip by ဟိုဘယ်မှာလို့စပြ dip by ရဲ့နောက်မနစ်ခုနကတော့ပြရစိုက်မှာ dictate နော် dictate နောက်အခု dictate နော် dictate dictate dit 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 ဒီ၃ချက်လာတူတာကိုတွေ့ရတယ်ပေါ့နော် dit ၃ချက်လာတူတယ်ကဲဟုတ်ပြီနော်အဲ့တော့ dit ဒီ၃ချက်တူတယ်နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ခုန dit dip by dictate ပြပြီးနောက်ထပ်တစ်ခုကကြကျွန်တော်တို့ဒီမှာဟောပါ တူရင်းနေနဲ့တွားတဲ့ကောင်တစ်ခုရှိတယ်နော်တူရင်းနဲ့ဒါတော့တူရင်းနဲ့တွားတဲ့ဟာဟိုစပြီးတော့ပြမယ်မနော်ဒီရှေ့ရေကိုရေနော်နှစ်ရေပေါင်း၈၉၂နှစ်ပေါင်းရင်းကကျွန်တော်တို့ဒီမှာရေးလိုက်ဘာရလဲ၉ဆိုတော့ရနော်၉ဆိုတော့ရတယ်ပြီးတဲ့ခါကျတော့ရောင်ပြောင်းပြီးတော့ဒီ၄ရေဒီ၃ရေဒီ၄ရေဒါဒီလေကျွန်တော်တို့ ကိုယ်ပဲရတယ်เนาะကိုယ်ပဲရတယ်အဲ့တော့နောက်တစ်ခုအရာပြောင်းဟွာမနော်အဲ့တော့ဒီကိုယ်ရေဒီကိုယ်ရေဒီတိဒါဒီလဲကျွန်တော်တို့ကိုယ်ပဲရတယ်เนาะကိုယ်သုံးချက်ရိုက်တာဒါဆိုရင်ဒီမှာအရာထပ်ပြောင်းเนาะဒီသုံးရေဒီရှိပေါ့တော့တိတိဆိုတော့ဒီမှာကိုယ်ဖြစ်ဖို့ဆိုရင် ုပြေပုံမဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဗာထည့်ရမှာဆိုရှစ်ထိတ်ထည့်ရမှာနော်အဲမှာရှစ်ရှစ်သုံးပေါင်းရင်ရှစ်ရှစ်သုံးပေါင်းရင်ကိုးနော်ဒါဆိုဒီမှာကရှစ်ထိတ်လာတွေ့ရပါနော်ဒူရင်နဲ့ရှစ်ထိတ်လာတွေ့ရှစ်ထိတ်ငယ်ခဏဒီနာမှာရေးနော်ရှစ်ထိတ်ရှစ်ထိတ်ဆိုရင်လာတွေ့တယ်ကဲဟုတ်ပြီလားဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုစကြည့် ဒီမှာကျွန်တော်ဘယ်ဆာနေဆိုဒီရှေ့ရဲ့လေးရဲ့ပေါင်းလို့ကိုးရဲ့ပေါင်းလာဒါဒီကျွန်တော်တို့တေးရတယ်เนาะတခါကျွန်တော်တို့ဒီမှာလေးရဲ့လေးရဲ့ပေါင်းလို့ရှေ့ရှင်းနဲ့၃နဲ့ပေါင်းလို့လည်းတည်စုပြီးရတယ်เนาะတခါကျွန်တော်တို့ဒီမှာကို၃ပေါင်းတော့နှစ်နှစ်နယ်ဒီရကိုနဲ့ပေါင်းတော့လေသူကတစ်စုပြီးရတယ်เนาะတခါကျွန်တော်တို့ဒီမှာ 3ရင်ထုံကြရပေါင်းတော့3 3ရင်ဒီရရှိပေါင်းတော့တစ်နော်တစ်ဆိုပြတစ်ဒီတစ်ချက်နှစ်ချက်3ချက်4ချက်ဒါအောင်ကျွန်တော်မမြင်ဘူးပေါ့နော်4ချက်ရတာလို့5ချက်ပြီးအောင်မလား5ချက်ပြီးမယ်ဆိုရင်6ခွန်ရှိရနော်6ခွန်ရှိတော့ဒီမှာဘာထဲရ6ရှိတော့ကျွန်တော်တို့ဒီမှာ9ထဲမှာဒါလင်သူဒီတစ်ဖြစ်မယ်ပေါ့နော်တင်5ချက်ဒါတော့ဟိုဖြစ်နိုင်ရင်လည်းရှိတယ်လို့5ချက်ကြီးကြတော့ ဟိုပေးနိုင်ရင်လည်းရှိဘူးမပေးနိုင်ဘူးလေကြာကြတော့နည်းတယ်ဘလို့50 50ပဲရှိအဲ့တော့ဒီပုံစံတိုင်းဆိုရင်ဒီကော85ဆိုတာထိုးလို့ရတယ်ဘလို့ဒါမှမဟုတ်8ထိငါးဘိတ်လို့လည်းယူဆလို့ရတယ်ဘလို့ကဲဟုတ်ပြီအဲ့ဒါပြီးရင်တော့နောက်ထပ်ကျွန်တော်တို့အပိတ်ကဏ္ဍကိုသွားမယ်ဘလို့နောက်ထပ်ထိတ်တစ်လုံးရှိတယ်အဲ့ကောင်လေးနဲ့အရန်အင်းနဲ့ထိုးမှဖြစ်တဲ့အတွက်ကြောင့်အဲ့ကောင်လေးဆက်ကြည့်လိုက်အောင်ဒီကောကျတော့ထိတ်ဘလို့ ဒီလမ်းကြောနောက်တစ်ခုရှိတာပေါ့နော်အဲ့တော့ဒီမှာကဒီကောင်လေးပဲတောင်းလိုက်တော့ဒီနေ့ဒီခုံရေဒီခုံကိုရေပေါ့နော်နှစ်ခုံကိုပေါင်းခြင်းရနှစ်ခုံကိုပေါင်းခြင်းရှစ်ဒီလိုရှစ်ဖြစ်လို့ဒီနှလုံးပေါင်းလို့သူကနှစ်နဲ့6နဲ့ပေါင်းခြင်းရှစ်နော်ရှစ်ရှစ်ဖြစ်တယ်နှစ်နဲ့6နဲ့ပေါင်းခြင်းရှစ်ဖြစ်တယ်တခါဒီမှာ ဒီနှစ်ရည်ဒီ6ရည်ဒီခုံရည်ပေါင်းရည်ငါလုံးငါငါဆိုလို့ဒီမှာဒီကျွန်တော်တို့တစ်လေးပေါင်းရည်ငါတော့လို့ဖြစ်တယ်လုံးငါဖြစ်တယ်ငါဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာဒီတစ်ရည်ဒီဟာ၄6ရည်ပေါင်းရည်ဟာဒါဒီတစ်ရည်နော်တစ်ဆိုတော့ဒီနှလုံးပေါင်းရင်းကျွန်တော်တို့တစ်ဖြစ်ဖို့အတွက်တစ်ဖြစ်ရမှာဆို ဒီမှာ၃ညထည့်ရမယ်ပေါ့နော်၃ညထည့်ရအဲ၃ည၃ညထိတ်ဒါဒါမဲ့တိတ်တော့တော်ကြီးတိုင်းအောင်ချိန်မလို့သို့တော်လည်းဒီမှာကရှင်ငါးတိဖြစ်ဘူးလို့ဆိုရင်ဒါ၃ညထိတ်တခုရှိတယ်ပေါ့နော်၃ညထိတ်ရှိတယ်အဲ့တော့ကျွန်တော်အပိတ်ကဏ္ဍကိုဆက်သွားကြအောင်အဲ့တော့အပိတ်ကဏ္ဍအနေနဲ့ကျွန်တော်စကြည့်မယ်ဆိုရင်ဒီမှာ ျွန်တော်ပထမဆုံးတလုံးချင်းကိုအရင်ယူလိုက်မယ်တလုံးချင်းကဒီလေးနော်ပြီးတော့ဒီကိုနော်ဒီတော့အဲ့လေးကိုတော့ဖြစ်ရမယ်ပေါ့နော်လေးကိုတော့ဖြစ်ရအဲ့လေးကိုတော့လိုက်ချေရမှာပေါ့နော်လိုက်ချေရမယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးလေးကိုစားချေလေးကိုစားချေတော့လေး sorry လေး6 8 9 10 လေးနဲ့လေးကိုစချီလိုက်နော်လေးချောင်းလေးနဲ့ဒီလေးကိုစပြီးဖြစ်လိုက်ပြီတခါပြီးတော့ကိုယ်ဖြစ်မယ်ကိုယ်ဖြစ်ဖို့အတွက်ဆိုရင်နေ့လေးသုံးနဲ့ကိုယ်ဖြစ်လိုက်နော်နေ့လေးသုံးနဲ့ကိုယ်ဖြစ်လိုက်ပြီဒီကိုယ်ဖြစ်လိုက်ပြီဒါဆိုရင်တခါသုံးပြဖို့အတွက်နေ့ ဒီဒုံညာနဲ့ဒုံဖြစ်လိုက်ပြီเนาะဒီဒုံဖြစ်လိုက်ပြီဆိုအောက်မှာဘယ်လိုဆက်သွားအောင်လဲပေါ့เนาะအဲ့ဒါကိုချက်ကြည့်မယ်အဲ့တော့ဒီမှာတော့ဒီလိုရှည်လေးနဲ့လိမ့်မော်ဒီအယောင်လေးနဲ့ပြောင်းပြမှာเนาะဒီမှာနှစ်ချက်လေးကိုတော့နှစ်ချက်လိုက်ချိန်ပြီးပါပြီဒါဆိုတော့ပထမဆုံးလေးကိုစာချိန်မယ်ဒီနှစ်သုံးနဲ့ဒီရကိုးနဲ့ပေါင်းခြင်းကသူက လေးကိုစချီလိုက်ပြီနော်လေးဆိုပြီးစလိုက်တခါဒီဟာနှစ်ကိုနေဒီဟာရှင်းနေပေါ့နှစ်ကိုရှင်းပေါ့နေဒါဒီကိုကိုချီလိုက်ပြီနှစ်ကိုရှင်းပေါ့လို့ရှင်းနော်ဟောကိုကိုပြောတာနှစ်ရှင်းပေါ့လို့30ကိုကိုလည်းပေါ့ကိုဒါဆိုရင်ကျွန်တော်ဒီတီရှင်းနေဒီဟာပါထဲသုံးပြအောင်သုံးချီရအောင်သုံးလေးကိုသုံးလေးကိုသုံးချီရမယ်ဖြစ်တဲ့အတွက် ဒီမှာလေးကျွန်တော်တို့လေးနောက်ပိတ်ထဲမှာဒါနော်လေးပိတ်ထဲမှာဒါလေး၃ဖြစ်မယ်ရှင်းလေးပေါင်းရဲ့နှစ်နှစ်နဲ့တင်းနဲ့ပေါင်းရင်၃ဆိုတော့လေးပိတ်ရှိတယ်နော်လေးပိတ်ရှိတယ်တော့အတော့ကျွန်တော်တို့ရတာဒီကိုကျွန်တော်တို့ရေးကြမယ်ပေါ့နော်ရတာရေးကြမယ်ဆိုရင်မနေ့ကပထမဆုံးစမှာကကျွန်တော်တို့လုံးပိုင်းနေနေရကျွန်တော်တို့တစ်ပိုင်းရှိတယ်နော်တစ်ပိုင်း တိ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 နော်တည်တည်၃ချက်အလုံးမြည်ချင်းဘာမှမသိဖြစ်နေတိပိုင်းတိ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 ပြီးတော့ရှစ်ထိတ်နော်ပြီးတော့ဒုညထိတ်ဒါထိတ်ကြီးလမ်းကျော်နော်ထိတ်ကြီးလမ်းကျော်ဒါရဲ့ထိတ်တွေပေါ့နော်ပြီးတော့၄ဖိတ်ရှိတယ်ပြီးတော့ငါတူချင်းနဲ့ငါချက်ပြင်းနဲ့ငါဖိတ်ရှိဆိုတော့ဒါကိုတွဲမယ်ပေါ့နော်တွဲမယ်ဆိုရင်ကျွန်တော်ပထမဆုံး တွဲမယ်ဆိုရင်တစ်ပိုင်းနဲ့တစ်လေးရှိမယ်တင်ငါရှိမယ်နော်တင်ငါရှိရှစ်ပိုင်းရှစ်ထိတ်နဲ့ရှစ်လေးရှိမယ်ရှင်ငါရှိမယ်နော်ရှင်ငါရှိမယ်သုံးညနဲ့ဆိုရင်သုံးညလေးရှိမယ်ပြီးတော့သုံးညငါရှိဒါပါပဲပေါ့နော်အဲ့တော့အဓိကမိတ်ချိုက်တာတော့ကျွန်တော်ထိတ်စီလမ်းရောဆွဲဖို့အတွက်ဆိုရင်ထိတ်စီလမ်းရောပတ်တိပေါ့နော်ထိတ်ဆွဲရင်တစ်ထိတ်နော်တစ်ထိတ်ဆွဲလို့ရတယ် ပိတ်ဆွဲရင်လေးပိတ်ဆွဲလို့ရတယ်เนาะအဲအဲ့ငကူလုံးစုံပြီးပေးသွားရင်တော့ဒီတလေးရမိန်ခွဲပေါ့เนาะဒီလေးမိန်ခွဲเนาะတူချင်းနေနဲ့ပြီးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာတင်ငါလို့ထိုးလို့ရတယ်เนาะဒီလေးတင်ငါထိုးမယ်ပြီးတော့ဒီအောက်ကဒီဘက်ကအောက်ကလေးခွဲပေါ့เนาะလေးခွဲကတော့၈လေးနဲ့၃ညာလေး၈ငါးနဲ့၃ညာငါးဒါကတော့ရံပဲပေါ့เนาะတစ်ထိတ်၄ဘိတ်ဆိုရမယ်ပေါ့เนาะ ကဲအဲ့အဲ့ဒီဟာပါပဲเนาะအဓိကတော့တစ်ကကျွန်တော်တို့တစ်ပိုင်းလည်းရှိတယ်เนาะတစ်ထိတ် တစ်ထိတ်နှခါလည်းတစ်ထိတ်ဒီပို့ပြီးအာတာလည်းပေါ့တစ်ပတ်ဒီပတ်လို့ရပါတယ်တစ်ပတ်ဒီပတ်ခြင်းလည်းပတ်လို့ရတယ်ပေါ့เนาะအဲအားလုံးပဲနှစ်ပန်းကံကောင်းမှုတွေနဲ့ပြည့်စုံကြပါစေဗျာ